ဒီလိုအကြောင်းရင်းတွေကြောင့်လူလောကတွေကနေထွက်ခွာသွားတဲ့သယုဆောင်သူအခုချိန်မှာလူလောကတွေကနေနှုတ်ဆက်ထွက်ခွာသွားရတဲ့လူမညာရှင်ကတော့သယုဆောင်သူပေါ့သယုဆောင်သူဟာ၃လပိုင်းစည်ရနေမနက်၆နိုင်မှာလူလောကကြီးကနေနှုတ်ဆက်ထွက်ခွာသွားတာဖြစ်ပါတယ်သယုဆောင်သူဟာ MRD4 ရုပ်သံလိုင်းအားထုတ်နေတဲ့အဖြစ်အပျက်တက္ကသိုလ်ဇလန်းတွေမှာထူးဆောင်ဇက်ကောင်နဲ့ပရိသတ်တွေအရင်ကြိုက်အားပေးခဲ့တဲ့သယုဆောင်တယောက်ပေါ့ဒါပြင်သယုဆောင်သူဟာနောက်ထပ် MRD4 ရုပ်သံဇလန်းတွေတစ်ခုဖြစ်တဲ့ မဲချုံရုပ်တံဇလန်တွေမှာအကောင်းဆုံးတရုတ်ဆောင်နာနာကြောင့်ပြည်သက်တွေအတိမတ်ပြုအားပေးခြင်းကိုခံခဲ့တဲ့တရုတ်ဆောင်လည်းဖြစ်ပါတယ်။ဒါ့အပြင်တရုတ်ဆောင်တို့ဟာကလေးတရုတ်ဆောင်တို့ဆိုပေမဲ့ရုပ်တံဇလန်တွေမှာလည်းမကပါဘူးရုပ်ရှင်ဇာတ်ကားကြီးမှာပါဝိုင်းတရုတ်ဆောင်တယောက်လိုမျိုးအကောင်းဆုံးတရုတ်ဆောင်နာနာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်မှာဆိုရင်တရုတ်ဆောင်တို့ဟာအတောင်20ဝေးရောက်ကြရုပ်ရှင်ဇာတ်ကားကြီးမှာအကောင်းဆုံးတရုတ်ဆောင်နာနာကြောင့်အမျိုးသားဇပုတ်အကယ်ဒမီဆုရဖို့ဇာတ်ကားနေစည်းဝင်ခဲ့တယ်လို့အကယ်ဒမီဆုရဖို့အထီကိုဟိမန်းစားခဲ့တာပါ။ တရုတ်ဆောင်တို့ဟာအသက်ငယ်ပေမယ့်သူရဲ့နှုပညာဝါတော့မသေးလာပါဘူး။ဒါလည်းတရုတ်ဆောင်တို့ဟာငယ်စဉ်ခါမှာကလေးတရုတ်ဆောင်လုပ်ခဲ့မှုသူဖြစ်ခါအီစီကွေရိုနဲ့တို့တရုတ်ဆောင်ငယ်မှုတာပါ။သူဟာငယ်စဉ်ခါဆန်းဆန်းခန့်လိုက်ရုပ်ရှင်ဇာတ်ကားတွေမှာဆန်းဆန်းရဲ့ငယ်ဘဝစရုပ်ကိုအများနဲ့တရုတ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။သူဟာကလေးတရုတ်ဆောင်ဘဝနဲ့ရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုဇာတ်ကားတွေများစွာရိုက်ကူးမှုသလိုအခုလူကြီးတရုတ်ဆောင်ဖြစ်လာတော့လည်းအကောင်းဆုံးတရုတ်ဆောင်နိုင်ငံကိုတွေ့ရကောင်းနှုပညာလောကမှာနေရာတနေရာရခဲ့ပြီလို့ဆိုနိုင်ပါတယ်။သူဖြစ်တော့အတောင်20ဝက်ယောက်သားကောင်ရုပ်ရှင်ဇာတ်ကားကြီးမှာ ်ထို့အားဖိုးသားဖြစ်နေသူတယောက်မဆောင်မှုတဲ့ကာရိုက်တာတစ်ခုကိုအကောင်းဆုံးတယောက်ဆောင်နိုင်ခဲ့တာပါဒါကြောင့်လဲအကယ်ဘီစကားလေးဆင်းဝင်ခဲ့ကောင်သူရဲ့နုပညာလမ်းကြောင်းကပွင့်သွားခဲ့ပါတယ်ဒါပေမဲ့အခုခါမှာတော့တယောက်ဆောင်တို့ဟာနုပညာလမ်းကြောင်းမှာရက်တီပေါ်အောင်မြင်မှုရှိန်တစ်ခုရနေတော့မှပဲရုတ်တရက်ကွဲလို့ဆုံးမသွားခဲ့ရတာပါဒါကြောင့်လဲပရိသတ်တွေကမြုံနယ်တော့ဖြစ်ခဲ့ရတာပါသို့တည်းငွေရွေးပြီးတော့အလားလာကောင်းတဲ့တင်းဆောင်ငွေကျွင့်တယောက်ဆုံးမသွားတဲ့ပမာပရိသတ်တွေကယူကျုံမရဖြစ်ရတာပဲဖြစ်ပါရဲ့ ဒါအပြင်ကောင်းမွန်ရှိနေတဲ့တရုတ်ဆောင်ထုံးကရုတ်တရက်ကြီးဖားကြောင့်ကွဲလွန်ဆုံးမသွားကလေးဆိုတဲ့အဓိကအကြောင်းရင်းကိုသိချင်နေကြတာပါထို့အားဟိုတယ်လောင်းကဆိုရင်အကယ်ဒမီစကားနဲ့ဆင်းဝင်နေတာကြောင့်လည်းတော်တော်လေးကိုဝမ်းသာပျော်ရွှင်နေကြရရှာပါရင်ခုတော့လူလောကတွေကနေကွေးတော်လက်ဆက်ပြီးစံတော်လက်မကွေးပြီးနှုတ်ဆက်သွားနေရတာဖြစ်ပါတယ်တရုတ်ဆောင်ထုံးကွဲလွန်သွားတဲ့အကြောင်းရင်းလူတို့ချောကအစာရင်ယောဂါကြောင့်လို့ဆိုပြီးတော့ပြောကြတာပါဒါပေမဲ့တကယ်တမ်းမှာတော့တရုတ်ဆောင်ထုံးကွဲလွန်သွားတဲ့အဓိကအကြောင်းရင်းကတော့အစာရင်ယောဂါကြောင့်မဟုတ်ဘဲရေမတော်ဆောင်မှုတစ်ခုကြောင့်ကွဲလွန်သွားတာဖြစ်ကြောင်းလည်းသိရပါတယ် တကယ်တော့သူ့ရဲ့ကားမတော်တဆမှုဖြစ်တာရန်နေငယ်လောက်ကြာနေပြီဖြစ်ပြီးဦးကောင်းမိုင်းကိုထိခိုက်ဒဏ်ရာရှိတာကြောင့်သတိမေ့ပြီးတော့ဆင်းရုံတင်ထားတာဖြစ်ပိုင်းဒါမဲ့လည်းတေဦးဆောင်ထွန်းရဲ့မိဘဆွေမျိုးတိုင်းဝိုင်းတွေကပရိသတ်တွေနဲ့မီဒီယာတွေကိုအသိမပေးခင်တာပါဒါမဲ့လည်းဆင်းရဲနေမနဲ့အစောပိုင်း6နာရီချိန်မှာတော့တေဦးဆောင်သူတယောက်သတိပြန်မလည်လာတော့ပဲနဲ့လူလောကကြီးကနေလုံးဆက်ထွက်ခွာသွားပြီးတော့ကွယ်လွန်သွားတာပဲဖြစ်ပိုင်းတေဦးဆောင်ထွန်းကငယ်စဉ်ကလေးကပရိသတ်ချစ်တော်ကလေးတေဦးဆောင်ဖြစ်လို့အခုချိန်မှလည်းပရိသတ်တွေအပိအတိမပြုခံနေရတဲ့အဆိုတော်ပေါ်လို့အားလုံးကလည်းဝမ်းနေကြတာမှန်ပါ ဒီမီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောဆုံးမကွယ်လွန်သွားတဲ့ပြုဆောင်ထူပေါ်မှာဆူတောင်းစကားလေးပြောသားကြပါဦးသူတရားကိုကောင်းရမွေရဖို့ဘဝကိုရရှိနိုင်ဖို့ကိုလည်းဆူတောင်းပေးလိုက်ရပါရဲ့ရှင်